ကပေးတွေနဲ့စိုက်တဲ့အချိန်မှာလူတွေကစိတ်ဒုက္ခများစွာရောက်နေကြတယ်။ထိတ်လန့်ခြင်းတွေ၊စိုးရိမ်ခြင်းတွေသူတို့ရဲ့အနာဂတ်အတွက်လည်းပဲတော်တော်စိုးရိမ်နေကြမှာ။အဲ့တော့ကိုကျင်းစာတရားဆိုတာရှိတယ်။အခုတိုက်အောက်တွေမှာပြီးပြီးတော့တေးရတဲ့သူတွေအောင်မရှိမလခံစားပြီးတော့ပြန်ရှင်လာတဲ့သူတွေသူတို့ဘဝတွေကိုပဲအဲ့ဒီနေရာမှာကိုယ်သာဆိုရင်လို့စဉ်းစားကြည့်လိုက်စမ်းပါ။ ီလိုကပ်ဘေးတွေဆိုတာကလည်းကြုံဘူးမှကိုကိုတိုင်ခံစားရမှကိုချင်းစားတတ်တာအဲ့တော့တို့ရဲ့စိတ်ခံစားမှုတွေတို့ရဲ့မလုံခြုံမှုတွေစိုးရိမ်မှုတွေ trauma လို့ခေါ်တယ်တို့ဘဝမှာတတလုံးဘယ်တော့မှစိုးတိုက်ဆိုင်တိုင်းပြန်ပြီးတော့ပေါ်နေတာဒီအာယုံတွေကိုတို့ဖြောက်လို့မရဘူးအဲ့ဒုက္ခသမားတွေကိုထပ်ပြီးတော့အနိုင်မယူပါနဲ့ ဒုက္ခရောက်နေတဲ့သူကိုကူညီတဲ့အခါမှာဒုက္ခရောက်တယ်ကိုတွေးရသွားဖို့အရေးကြီးပါတယ်။အဲ့ဒီဒုက္ခရောက်သူတွေပေါ်မှာမှထပ်ပြီးတော့အနံ့ယူတာမျိုးဥပမာကွယ်လွန်သွားကြတော့လူတွေအလောင်းများပြန်ပြီးတော့ပေါ်ထုတ်ချင်တယ်ဆိုရင်တော့မှတိန်80ကျော်ပေးရတာတို့ဒီအလောင်းပြန်ဖို့အတွက်အဆမတန်တွေတောင်းတာတို့ ဟိုမကအပူနဲ့ပြိုကျပြက်စီးဒေကျေဆုံးရှုံးဆုံးရှုံးမှုတွေညာနေတဲ့သူကိုထပ်ပြီးတော့ဝန်တုပ်တွေထပ်ပေးသလိုဖြစ်နေတယ်ကို့အလက်ပြန်လာတတ်တယ်နော်ဝကြွေးဆိုတာရှိတယ်သူတို့ဘာမျက်ရည်ကို စားသုံးပြီးထားရင်ကို့မျက်ရည်တွေနဲ့ပြန်ပေးဆက်ရတတ်တယ်ဒီဘဝမှာသူတို့ဘာကိုအကောင်းတွေပေးထားရင်ဖြစ်လျာဘဝမှာအကောင်းတွေပြန်လာတတ်ပြီမဲ့ ်ဒီဘဝမှာသူတစ်ပါးကိုမျက်ရည်တွေကြစေမယ်အစိုးရပေးထားမယ်ကိုယ့်ရဲ့ကာယကံဝစီကံမနောကံနဲ့သူတစ်ပါးစိတ်ဆင်းရဲအောင်လုပ်ထားမယ်ဆိုဖြစ်လျာဘဝမှာသူတစ်ပါးပြည့်တဲ့ဒုက္ခတွေကိုခံရတတ်တယ်အပူတွေပေးထားရင်ဘဝတိုင်းမှာကိုယ့်စီကို အပူတွေပြန်လာတတ်တယ်ဒုက္ခတွေပေးထားရင်ဘဝတိုင်းမှာကိုယ့်စီကိုဒုက္ခတွေပြန်လာတတ်တယ်ရဟန္တာပုဂ္ဂိုလ်ကြီးများတော်မှာ အဲ့ဒီဝိကျွေးကိုပြန်ဆက်ရတတ်တယ်။ရဟန္တာဘဝမှာတော့ဝိကျွေးကမလွတ်ဘူး။တံဝေကရဖို့လိုပါတယ်။အချင်းချင်းဖေးမှကူညီကြပြီးတော့နိုင်တာလုပ်ပေးတော့အပြင်အပြန်အလှန်မြတ်တာစိတ်တွေထားကြတော့အပြင်ကိုချင်းစာတရားတွေထားကြတော့အပြင်တတ်တာဝင်ရအောင်လုပ်ပေးဖို့လိုပါတယ်။အမှန်တကယ်အပြင်သူတို့လိုနေတာဟာမေတ္တာတရားကိုချင်းစာတရား နားလည်မှုတရားတွေမေတ္တာပေးနိုင်ရင်မေတ္တာပေးပါကိုကျင်းစာတရားပေးနိုင်ရင်ကိုကျင်းစာတရားပေးပါ နားလည်မှုတွေပေးနိုင်ရင်နားလည်မှုပေးပါအဲ့ဒါကုသိုလ်စိတ်လို့ခေါ်တယ်ဒီကြားထဲမှာ အချင်းချင်းပြဿနာတွေဖြစ်ဒီနိုင်ငံငင်းတွေလို့ကိုတာရန်သားတလို့အခွင့်ရရာတုံစားလိုက်မယ်ဆိုတဲ့ပုံစံမျိုးနဲ့အမျက်ထုတ်သူကထုတ်ကိုအလှည့်ပြန်လာတတ်တယ် အတုံးမလဲဆိုတာအမြဲတမ်းရှိတယ်။ကာမနိယာမသဘောတရားအရာပြုထားသောအရာတွေကအကြောင်းဖြစ်နေတော့အကျိုးတွေပြန်ရောက်လာတတ်တယ်။ကိုယ်အလဲကြမရှိမလခံစားရတတ်တယ်။ဒါကြောင့်ဒုက္ခရောက်သူတွေအပေါ်မှာအနိုင်မယူကြပါနဲ့။ဖေးမှကိုညင်မှုသာလုပ်ပေးကြပါ။မကူညီနိုင်ရင်လည်းဒီအတိုင်းပဲမြတ်တာပို့နေသောအဖြစ်ကုသိုလ်စိတ်ပဲမွေးပါ။ကတ်တွေအမျိုးမျိုးဆိုင်နေတဲ့နေရာမှာ စိတ်ဓာတ်တွေကပိုပြီးတော့ကြမ်းနေတော့ဒီကတ်တွေဘလို့လို့ကင်းနိုင်ပါမလဲဒီတစ်ခုပြီးနောက်တစ်ခုလာမလားမလာဘူးလားမသေးကြတဲ့အခြေအနေတွေမသေးကြတဲ့ခက်တွေအစိုးရကြီးပဲဖြစ်နေတဲ့ကာလမှာတန်ဝေကရာတင်ပြီတရားဘာဝနာပွားများရင်ဖြင့်ဂုံတော်တွေပွားများရင်ဖြင့်အာလုံးကုသိုလ်စိတ်တွေမွေးမှတတ်တော်ဝင်ရမှာကုသိုလ်စိတ်တွေမွေးနိုင်ပါစေလို့ဘုန်းကြီးစုတောင်းပေးပါတယ် ဒုက္ခရောက်နေသူတွေအပေါ်မှာလည်းပဲကိုချင်းစာတရားအပြည့်နဲ့ကယ်တင်နိုင်ကြပါစေ။မေတ္တာစိတ်တွေသာပွားများကြခြင်းဖြင့်ကုသိုလ်တရားတွေကိန်းအောင်တာနေရင်ကပ်သေးတွေကျော်လွှားနိုင်ပါစေလို့ဆုတောင်းပေးပါတယ်။အားလုံးအေးချမ်းကြပါစေ။